အားလုံးမင်္ဂလာပါခင်ဗျာမိတ်ဆွေတို့ကိုဒီဗီဒီယိုဖိုင်မှာဘုသူတာဖြစ်မျှဝေဆွေးနွေးပေးနေတာကကားအင်ဂျင်ဝိုင်းနေတဲ့အခါမှာအင်ဂျင်ထိုးရက်စီနိုင်လာပါတော့ဒီခေါင်းစဉ်လေးနဲ့မိတ်ဆွေတို့ကိုဘုသူတာဖြစ်မျှဝေဆွေးနွေးပေးခြင်းပါတယ်ကားရဲ့အင်ဂျင်ဝိုင်းဆိုတာကတော့အရန်ကိုရေးပါတယ်ဆိုတာကမိတ်ဆွေတို့လည်းသိပြီးသားဖြစ်ပါတယ်အဲ့တော့အင်ဂျင်ရဲ့ချောစီပေးတဲ့စနစ်ကအင်ဂျင်အတွက်ကတော့အသက်ဖြစ်တယ်အဲ့တော့ အင်ဂျင်ဝိုင်းနည်းရင်ဒမဟုတ်အင်ဂျင်ဝိုင်းများရင်စူးကျိုးတွေဖြစ်စေနိုင်တယ်။ဒါအပြင်အင်ဂျင်ဝိုင်းအရေးသွေးတွေမကောင်းတာတွေအင်ဂျင်ဝိုင်းဂျိုးတွေတက်တာတွေဒါတွေကလည်းချောကြည့်ပြီးတဲ့စနစ်မှာနောက်ဆက်တွဲအနေနဲ့ဒုက္ခတွေအများကြီးပြီးသွားနိုင်ပါတယ်။ဒါကြောင့်မို့တော့အင်ဂျင်ဝိုင်းနဲ့ပတ်သက်ပြီးတော့ဓာတ်ကြီးအင်ဂျင်ပဲဖြစ်ဖြစ်ဒီဇင်အင်ဂျင်ပဲဖြစ်ဖြစ်တော်တော်လေးကိုဂယူဆိုင်ရတဲ့အနေအထားမျိုးရှိပါတယ်။အဲတော့ဒက်စီကားမှာဒီအဲဒီပေါ့နော်ဒီဇယ်အင်ဂျင်ဝိုင်းဒီဇယ်ကားအင်ဂျင်မှာသုံးတဲ့အင်ဂျင်ဝိုင်းအသုံးပြုလို့မရဘူး။အဲ့လိုပဲ ဒီဇယ်ကားအင်ဂျင်မှာလည်းဓာတ်ဆီကားမှာအသုံးပြုတဲ့အင်ဂျင်ဝိုင်းကိုထပ်ပြီးတော့ထည့်ပြီးတော့အသုံးပြုလို့မရပါဘူး ဲ့လိုမျိုးဖြစ်တဲ့အခါကျတော့ injury နဲ့ပတ်သက်ပြီးတော့ injury grade တွေနောက် injury ရွေးချယ်မှုတွေ API နံပါတ်တွေ SCE နံပါတ်တွေအစားရှိသည့်ဖြစ်ပေါ်ဒါတွေကလည်းအရင်ကိုအရေးပါသလို injury ပမာဏကလည်းအရင်အရေးပါပါတယ်တချို့ကြတော့လည်း injury ကိုမ level နဲ့ဖြည့်ပြီးတော့သုံးတာမျိုးတွေလုံရင်းတဲ့ injury တွေများပြီးတော့နောက်ဆက်တွဲအနေနဲ့ PCB ဘာကနေကျွန်နေ type PC တွေကျွန်နေနောက် main wire ကြီးတွေကနေကျွန်ကြတဲ့ injury ရိုးတွေတက်တယ်ဒီလိုနောက်ဆက်တွဲပြစ်ချက်တွေလည်းကျွန်ရတယ်အဲ့ဒီလို ကြုံရတယ်လို့ပေါ့နော်တချို့ကြောင့်လည်း engine wiring ကိုယူစိတ်နေတာကိုမပြင်ပန်းတဲ့ဒီတိုင်းပဲပေပြီးမောင်းနေရင်လည်း engine wiring လည်းမတိုင်းမိပေါ့နော်အဲ့လိုမျိုးပေမောင်းနေရင်လည်း engine wiring ပျောက်ပြီးတော့နောက်ဆက်တွဲဒုက္ခပြီးသွားရင်လည်းအများကြီးပဲကြုံရပါတယ်ဒါကြောင့်ကျွန်တော်ဒီခေါင်းစဉ်လေးပြီးထားတာပါ engine wiring နဲသွားရင် engine ထိုးရက်စီနိုင်လားလို့ပြောရင်တော့ထိုးရက်စီနိုင်ပါတယ်အခက်မသိရင်ကြီးကြီးမားမားအထိပျက်စီးနိုင်တယ်တကယ်တမ်းကတော့ engine wiring နဲသွားတာနဲ့ အင်ဂျင်တွေကနေပြီးတော့အသံတွေစူထွက်လာမယ်ဘယ်ရင်တွေစားသွားမယ်အဲပစ်စင်တွေဆလင်နာနံရံတွေမှာအဆင်းရာတွေထင်မယ်နောက်ဆက်တွဲကတော့အင်ဂျင်ကင်ရတဲ့အဆင်ကြီးဖြစ်နိုင်ပါတယ်ဒါကြောင့်ပေါ့နော်အင်ဂျင်အင်ဂျင်ဝိုင်းနေသွားရင်တော့အင်ဂျင်မိုင်းကကြီးကြီးမားမားထိဆူရွားနိုင်ပါတယ်ဒါ့အပြင် အခုဒီဘက်ခေတ်ကတော်တော်များများမှာပေါ့နော် engine wine ပေါ်အခြေပြုပြီးတော့မှအသုံးပြုနေတဲ့စနစ်တွေရှိတယ် engine wine ကို hydraulic စနစ်အနေနဲ့အသုံးပြုထားတဲ့ engine တွေရှိတယ်အဲ့ဒါက diesel engine တွေမှာလည်းသုံးသလိုဓာတ်ဆီ engine တွေမှာလည်းသုံးတယ်ဥပမာပြောရမယ်ဆိုရင် diesel engine တွေမှာဆိုရင် HCGY စနစ်ကိုအသုံးပြုထားတဲ့ commodore စနစ်ပေါ့နော် commodore စနစ်တစ်ခုအဲဒီ commodore စနစ်တွေကတစ်ခုဖြစ်တယ် HCGY စနစ်ကိုအသုံးပြုထားတဲ့စနစ်မှာဆိုရင် engine wine ရဲ့ဖီအားကိုသုံးထားတဲ့ engine えー、エンジンに仕入れ、 ရန်နီးရီတွေမှာဆိုရင်လည်း၃တယ်ကားကြီးတွေမှာလည်း၃တယ်နောက်ကားကားသီးတွေပေါ့နော်ကားသီးတွေမှာဆိုလို့ရှိရင်အဲဇူပင်ဟွန်တွေမှာ 4G81 engine တွေဆိုလို့ရှိရင် HUI စနစ်ကိုသုံးထားတယ်သုံးသားတော့သူတို့ကဘယ်လိုလုပ်လုပ်ပြီးတာလဲဆိုတော့သူတို့မှာ engine pan ကနှလုံးပါမယ် engine pan တစ်လုံးကားကြတော့ချောစီပေးဖို့အတွက်ပုံမှန်ဖိအားတစ်ခုပဲပေါ့နော်ချောစီပေးဖို့အတွက်ဒီ bearing တွေအဲ crank shaft တွေ cam shaft တွေအစားရှိသည့်ပြင်မော cylinder နံရံတွေကိုချောစီပေးဖို့အတွက်ပဲသုံးတယ်နောက်ထပ် ဲ hydraulic pump လို့ခေါ်တယ်ပေါ့ဒါလည်း injection pump ပဲသူက injection pump နားလေးမှာပါတယ်အဲ့ဒီမှာသူကဟိုသူက injection pump အစားပါတော့ဗောဗျာ injection pump နားလေးဆိုတာထက်ပေါ့နော် injection pump တက်ဆင်တဲ့နေရာလေးမှာသူကဘာဖြစ်သွားလဲဆိုတော့ hydraulic pump အနေနဲ့ injection pump ပါတယ်သူကဘာဘာလုပ်ပြီးလဲဆိုတော့ဒီချောစီပေးတဲ့ line အတွက်အာဒီအင်ဂျင်ပန်ကတွန်းတင်လိုက်တဲ့စီကိုဖီအားတွေကိုသူက6ဆ9ဆလောက် ထပ်ပြီးတော့မြင့်မိလိုက်တယ်အဲ့ဒီ hydrolin ပန် engine 1ပန်ကနေပြီးတော့ဒုတိယပန်ပေါ့နော်ပန်ကနေပြီးတော့မြင့်တင်ပေးလိုက်တယ်မြင့်တင်ပေးလိုက်ပြီးတော့မှ nozzle တွေကိုဖွင့်ဖို့အတွက်လုပ်ပြီးတာ nozzle တွေကိုဘာနဲ့ဖွင့်လဲဆိုတော့ engine 1 PR နဲ့ဖွင့်ပေးတယ်အဲ့တော့ engine 1 set တွေမှာဆိုလို့ရှိရင် engine 1ပန်မကောင်းရင် engine လုံးဝထိုးရက်သွားတယ် engine ထိုးရက်သွားတယ်ဆိုတာက engine 1ပန်မကောင်းရင်သူက nozzle တွေမပွင့်တဲ့အတွက်ထိုးရက်သွားတယ်ဆိုတော့အဆင်ကိုဖြစ်တယ်ပေါ့နော်ဒါက diesel ကားတွေမှာသုံးတာဒက်စီကားတွေမှာဆိုရင် အင်ဂျင်ဝိုင်ကဒီချောစီအနေနဲ့အပြင်ကိုဥမာပြောမယ်ဆိုရင်ပြ VDI စနစ်တို့ BarMap တို့ VTap တို့ IV Tap တို့အစရှိသည့်ဖြစ်ပေါ့ VVN တို့ VVD တို့အဲဒီစနစ်တွေပေါ့အဲ့လိုစနစ်တွေအားဆိုရင်အင်ဂျင်ဝိုင်ကိုအဲချောစီအနေနဲ့သုံးတဲ့အပြင်ကို Hydraulic အနေနဲ့လည်းသူကသုံးထားတယ်အဲ့တော့အနည်းအဆုံးပြောမယ်ဆိုရင် VVDI စနစ် VVDI စနစ်ဆိုလို့ရှိရင်သူက ကမ်ရှက်ပေါ့နော်ကမ်ရှက်ရဲ့ထိတ်မှာအုံတုံပါတယ် VVDI controller hydronic controller ဆိုပြီးတော့ပါတယ်အဲ့ဒီထဲမှာကမ်ရှက်နဲ့ဒီ timing chain နဲ့ဆက်သွယ်ထားတဲ့ timing sprocket ပေါ့နော်ကမ်ရှက်ရဲ့ timing sprocket အားဆိုရင်အသေးမဟုတ်ဘူးအရှင်ဖြစ်တယ်အထဲထဲမှာသူက inline pressure နဲ့ကစားပြီးတာအဲ့တော့ကမ်ရှက်ရဲ့ level မှုကိုစောရင်ဘားတွေစောပွင့်မယ်ကမ်ရှက်ရဲ့ level မှုကိုနောက်ကျရင်ဘားတွေနောက်ကျမှပွင့်မယ်နောက်ကျမှပိတ်မယ်အစားကြီးနေဖြစ်ပေါ့နော်အဲ့တော့ event နဲ့ retard ဆိုပြီးတော့ retard ဆိုတာနောက်ကျတာပေါ့နော် event ဆိုတာတော့ ော့တိုင်မီနေစောတာအဲ့ဒါကိုသူကဘာနဲ့လုပ်ပြီးလဲဆိုတော့ engine wire နဲ့လုပ်ပြီးတာအဲ့တော့ engine wire ရဲ့ဖိအားနဲ့လှုပ်ဆောင်ပြီးတဲ့အတွက် engine wire ကချောစီပြီးတာတကူလည်းမဟုတ်ဘူး hydraulic အတွက်ကိုပါသုံးတာအဲ့တော့ဒီ VVDI စနစ်တွေကိုသုံးထားတဲ့ engine တွေက ဒီ BBDI စနစ်မကောင်းခဲ့ရင်ဘာကြောင့်မကောင်းလဲအင်ဂျင်ဝိုင်းကြောင့်မကောင်းတာအဲ့တော့အဲ့ဒီစနစ်မကောင်းရင်အင်ဂျင်ထုတ်ရတဲ့အဆင့်ထိဖြစ်တယ်ကားကွေးတဲ့အချိန်ပေါ့နော်အထူးသဖြင့်ကတော့ဝင်နေရုံနေအချိန်ကားကွေးတဲ့အချိန်တွေမှာအင်ဂျင်ထုတ်ရတဲ့အဆင့်ထိဖြစ်တယ် BBDI စနစ်ဒုက္ခပေးတာကျွန်တော်တို့ဘာတွေကြုံခဲ့ရဘူးလဲဆိုတော့ဂီယာပေါင်းနဲ့ပတ်သက်တဲ့ပြစ်ချက်ကြုံခဲ့ရဘူးတွေပေါ့နော်အဲ့ဒီကားတစ်စီးဆိုလို့ရှိရင် သူကဒုက္ခပေးသွားတာ BBDI စနစ်ဒါပေမဲ့အဲ့ဒီစနစ်ရဲ့အဖြေကို ပြစ်ချက်ကုတ်ကတော့တက်တယ်ပေါ့ဗျာပြစ်ချက်ကုတ်တက်တယ် now engine top abnormal ဆိုတော့အဲ P 6900လာမသိဘူးဗျာကျွန်တော်တကယ်သူ့ရဲ့နံပါတ်တော့တိတ်မမှတ်မိတော့ဘူးအဲ P 6900ကျော်ပေါ့နော်1 0 3ည1လာမသိဘူးအဲ့ဒီကုတ်တက်တယ်အဲ့တော့ engine top abnormal ဆိုတာကတော့ engine ရဲ့ရုံးအားကပုံမှန်မဟုတ်ဘူးလို့ပြတယ် now BBDI ကုတ်တကုတ်တက်တယ် P0 P001 uh 16တင်တယ်အဲ့လိုကုတ်တက်တယ်ပေါ့ဗျာအဲ့မှာသူကလက္ခဏာကကျတော့ဘာဖြစ်တာလဲဆိုတော့ကားစထွက်တဲ့အချိန်မှာ တုံတာပေါ့နော်ဂီယာဘောက်ကမကောင်းသလိုဖြစ်တာတုံးစုံတုံးစုံတွေဖြစ်တယ်လီဘာနေမိမဲ့ကားအချိန်တက်မလာဘူးဒါမျိုးဖြစ်တယ်ပေါ့နော်အဲ့တော့ကားပိုင်ရှင်အနေနဲ့လည်းဂီယာဘောက်ကထင်ပြီးတော့ဂီယာဘောက်တွေသူအများကြီးပဲလဲထားတယ်လို့ပြောတယ်ဂီယာဘောက်တွေဂီယာဘောက် control ဘူးတွေသူအများကြီးလဲထားတယ်နောက်ဆုံးဒီ workshop ကိုရောက်လာတဲ့အချိန်မှာကျွန်တော်တို့စစ်တာလည်းတော်တော်ကြာတယ်ပေါ့နော်စစ်တော့နှစ်ရက်သုံးရက်လောက်နေပြီးတော့မှအဖြေကတိကျကျထွက်တာဘာကြောင့်ဖြစ်တာလဲဆိုတော့သူက BBDI controller ပေါ့နော် wine controller ကန်ဖြတ်ရဲ့ထိတ်မှာ BBDI wine controller ဆိုတာရှိတယ်အဲ့ဒီ BBDI wine controller ထဲမှာ enjoy ဂျိုးတွေတက်ပြီးတော့ကောင်းကောင်းအလုံးမလုပ်တာအဲ့ဒီကနေနောက်ဆက်တွဲပါဖြစ်သွားလဲဆိုတော့အဲ engine ရဲ့ယုံအားပုံမှန်မဟုတ်တော့ engine ယုံအားမမှန်တဲ့အတွက် gear box မှာမှာသွားပြီးဒုက္ခပေးပြီးတော့ gear box ပြည့်ချက်ပုံစံမျိုးပြတာပေါ့နော်အဲ့လိုမျိုးဖြစ်သွားတဲ့လက္ခဏာတွေအဖြစ်ခဲ့တဲ့အဖြစ်ပြက်တွေအများကြီးပဲရှိခဲ့တယ်ပေါ့နော်အဲ့တော့ ဓာတ်ဆီအင်ဂျင်တွေမှာ VVDI စနစ်တွေကိုတော်တော်များများအင်ဂျင်တွေမှာတုံးထားတယ်။နာမည်တော့ကွာရင်ကွာသွားကွာသွားမယ်ဗျာဒီတုံးတဲ့ပုံစံတွေကအတူတူပဲ။ဒါကြောင့်ကျွန်တော်တို့ကဘာကို use ဆိုင်နေရလဲဆိုတော့ engine wine တွေကိုအရင်ကို use ဆိုင်ရတယ်။အဲ့တော့ engine wine ပမာဏနည်းလို့မရဘူး။ င်ဂျင်ပမာဏနည်းရင်အင်ဂျင်ထိုးရတဲ့အဆင့်ထိဖြစ်တဲ့အင်ဂျင်အခက်မသိရင်အင်ဂျင်လုံးဝကျက်သွားမယ်ကျက်သွားတဲ့အဆင့်ထိဖြစ်ပြီးတော့လုံးဝလှည့်မရတဲ့အဆင့်ထိဖြစ်သွားနိုင်တယ်ပေါ့နော်အဲ့တော့အင်ဂျင်ထိုးရတဲ့အပိုင်းကတော့ဖြစ်မှာသေးကြတယ်နောက်ထပ်ချက်အနေနဲ့ကကြတော့အဲကျွန်တော်တို့ဒီချောစီပေးတဲ့စနစ်တွေမှာဒုက္ခတွေပေးမယ် VVDI စနစ်တွေမှာဒုက္ခတွေပေးနိုင်တယ်အဲ့တော့အင်ဂျင်ဝိုင်းနဲ့ပတ်သက်ပြီးတော့ကြုံရတဲ့ ဒီချက်တွေထဲမှာ P 1346ပေါ့ VVD sensor rain performance ဆိုတဲ့ကုတ်ဒီ engine wire ဂျိုးတွေအရင်များလို့ VVDI ဘာမှသွားပြီးဒုက္ခပေးတာမျိုးတွေဖြစ်တတ်တယ်။နောက်ဒီ cam shaft position sensor သူက VVDI sensor လို့ခေါ်တယ်ပေါ့နော် cam shaft position sensor မှာ engine wire ဂျိုးတွေတက်ပြီးတော့မှနောက်ဆက်တွဲအနေနဲ့ engine ကတုံလာတာမျိုးတွေကြုံရတယ်။အဲ့တော့ B 1346တို့1351တို့ဒီကုတ်ဒီရဆိုလို့ရှိရင် ဒုက္ခတော်တော်ပေးတဲ့ကုတ်တွေထဲမှာပါဝင်တဲ့ VVDI နဲ့ပတ်သက်တဲ့ကုတ်တွေပေါ့ဗျာနော်အဲ့လိုကုတ်တွေနောက်ဒီ VVDI စင်ဆာကမ်ရှက်ပိုစီရင်စင်ဆာစာကိတ်ရင်းပေါ်ဖော်မန့်ဆိုတဲ့ကုတ်မျိုးတွေပေါ့နော်အဲ့ဒါတွေအရဆိုလို့ရှိရင်အဲ့ဒီပြချက်တရားဆိုလို့ရှိရင်အဲအင်ဂျင်တုံတဲ့ပြဿနာနှိုးနှိုးနှိုးရတဲ့နည်းနည်းခက်တယ်အဲနောက်အင်ဂျင်ထိုးရက်သွားတဲ့နိုင်နေဆိုတော့အပြစ်ချက်မျိုးတွေဖြစ်စေနိုင်တယ်ဒါကြောင့်ကျွန်တော်တို့ကအင်ဂျင်ဝိုင်းနဲ့ပတ်သက်ပြီးတော့ပို့ပြီးတော့ဂရုစိုက်ရတယ်အဲဒီဘက်ခေတ်ကားလေးဆိုလို့ရှိရင် အင်ဂျင်ဝိုင်ကိုပြားတိတ်ပြီးတော့တိုင်းစီရမလို့ဘူးလို့ယူဆကြတယ်ဒါပေမဲ့ကျွန်တော်တို့ကာလောကရဲ့စကားပုံတစ်ခုအရာ CA4Y ပေါ့နော် CA4Y ကပုံမှန်စစ်ဖို့တော့လိုအပ်တယ်မနက်မိုးလေးမိဆိုတာနဲ့ကားကိုမသုံးခင်မှာဘောနက်လေးဖြန့်လိုက်မယ်ဘယ်တော့မှမကြပါဘူးကျွန်တော်တို့တမိနစ်နှစ်မိနစ်ပဲကြာမယ်အဲ့တော့ကားဘောနက်ကိုဖြန့်လိုက်မယ် CA4Y ကျွန်တော်တို့စစ်လိုက်မယ် လေ့ကျင့်လဲရှိပြီးရမယ်အင်ဂျင်ဝိုင်းရှိမယ်အထူးသဖြင့်ကတော့အင်ဂျင်ဝိုင်းကူလန့်ပေါ့နော်ဒါကိုစစ်ဖို့လိုရတယ်အင်ဂျင်ဝိုင်းကိုစစ်မယ်ကူလန့်ကိုစစ်ဖို့လိုမယ်အဲ့တော့အင်ဂျင်ကူလန့်ကောင်းတယ်အင်ဂျင်ကူလန့်အဲသူ့ရဲ့ပမာဏပြည့်တယ်အင်ဂျင်ဝိုင်းကောင်းတယ်ဒါဆိုရင်တော်တော်အဆင်ပြေနေပြီဂီယာဘောက်ကအော်တိုစီစစ်လို့ရတဲ့ကားလေးအဲဂိတ်တန်ထုတ်ပြီးတော့ဂိတ်တန်ပါတဲ့ကားလေးဆိုရင်စစ်လို့ရမယ်အဲနောက်ပါဝါပါဝါစီပါတဲ့ကားလေးမှာပါဝါစီရင် fluid စီကိုစစ်ကြည့်လို့ရမယ်လေ့ကျင့်တွေစစ်ကြည့်လို့ရမယ် wifi တွေစစ်ကြည့်လို့ရမယ်ဒါမျိုးလေးပေါ့ဗျာကို လွယ်လွယ်ကူကူစစ်လို့ရတဲ့အပိုင်းလေးတွေကိုဦးစားပေးပြီးတော့ပုံမှန် CLE ဝိုင်းကိုစစ်ဆေးစီခြင်းနဲ့အဲ့လိုမဟုတ်ဖန်းနဲ့အခုနောက်ပိုင်းဆိုရင်တော်တော်များများကလက်တင်စီကြတာဗျကားကိုလေတိတ်ပြီးတော့မစစ်ကြတော့ဘူးအာမလို့ဘူးပေါ့နော်ပြက်ပြက်တဲ့ချိန်ကျမှဝက်ရှော့သွားမယ်ဆိုတဲ့အနေအထားမျိုးတွေဖြစ်သွားရင်ပိုဆိုးတယ်ကျွန်တော်ဆိုရင်ကြုံဘူးတယ်ပေါ့နော် ကားတစ်စီးဆိုလို့ရှိရင်တော်တော်လေးကိုနှမျောခဲ့တဲ့ ကားတစ်စီး Land Cruiser ကြီးဗျကားကပေါ့နော်သူကယုံသုံးကား ယုံသုံးကဘာဖြစ်တာလဲဆိုတော့အဲတိုင်ပင်တိုင်ပင်ပကြိုးပြက်တာပေါ့နော်တိုင်ပင်ပကြိုးပြက်တာသူကအမြန်လမ်းမှာတိုင်ပင်ပကြိုးပြက်လို့ဆိုပြီးတော့ဝက်ရှော့ကိုသွားဆွဲလာတာသွားဆွဲလာတော့သူကတိုင်ပင်ပကြိုး ပြတ်သွားတဲ့အချိန်မှာကီလိုအား2သိန်းခွဲရှိနေပြီတကယ်တမ်းတော့တိုင်ပင်ဘက်ဂျိုးတွေကကီလို3သိန်းမှာဒီဘက်ဆိုရဲမီးလင်းတာအဲ့တော့မီးလင်းတဲ့ဆိုတဲ့အနေထားမှာသူဒီဘက်ကိုလုံးဝမလဲဘူးတကယ်တမ်းတော့သူကမီးလင်းပြီဆိုလို့ရှိရင်ချက်ချင်းတော့ဗျအားချင်းတအားကြီးအလောတကြီးတော့လဲကြတော့မလို့ပါဘူးတိုင်ပင်ဘက်ဂျိုးကဒီဘက်ဆိုရဲမီးကလင်းပြီးတာတော့မှတော်တော်မောင်းလို့ရပါသေးတယ်မောင်းမှလို့ပြောတာမဟုတ်ဘူးဝက်ရှော့တော့သွားစီချင်တယ်ဗောနော်အဲ့တော့ကီလို3သိန်းမှာလင်းတယ်ဒါပေမဲ့ သုံးတယ်ဆိုရင်တော့သုံးလို့ရနေသေးတယ်ဒါပေမဲ့ तू ကဘယ်လောက်ထိထက်သုံးလိုက်လဲဆိုကီလိုနောက်ထပ်3သိန်းခွဲထက်သုံးလိုက်တာအဲ့တော့ကီလို2သိန်းခွဲကျော်သွားတာပေါ့နော်အဲ့တော့ကီလို2သိန်းခွဲကြာမှာဒီဘက်မီးရအာဒီဒီဘက်ကပြတ်ထွက်သွားတာဒါတော်တော်ကောင်းတဲ့တိုင်ပင်ဘက်ကျိုးလို့ပြောလို့ရတယ်ဒါပေမဲ့ပြဿနာပါလဲဆိုတော့အဲ့ဒီကားကို तू ကတယောက်ပြီးတယောက်တက်မောင်းတာ ရုံသုံးကားဖြစ်နေတဲ့ဒီလူမောင်းလိုက်ဟိုလူမောင်းလိုက်ဒီလူမောင်းလိုက်ဟိုလူမောင်းလိုက်เนี่ยအဲ့ဒီမီးလင်းနေတဲ့အပိုင်းကိုမပြင်ကြအောင်မပြင်ကြတဲ့အခါမှာဘာဖြစ်သွားလဲဆိုတော့အဲ့ဒီကားကအင်ဂျင်ကိုင်းလဲရတယ်ဗောနော်တိုင်ပင်ဘက်ကျိုးပြတ်ထွက်သွားတဲ့အတွက်ကမ်ရှင်နဲ့ခရန့်ရှက်ရဲ့ချိတ်ဆက်ထားတဲ့အပိုင်းကလုံးဝ မချိတ်ချက်တော့မချိတ်ချက်တဲ့အခါမှာဘားတွေကထောက်ပြီးတော့ကောက်တာတွေကျိုးတာတွေဖြစ်တယ်ကံဖြတ်ကက်တွေလန်ထွက်သွားတယ်ကံကောင်းတာတော့ကံဖြတ်တော့မကျိုးသွားဘူးပေါ့နော်ကံဖြတ်ကက်တွေလန်ထွက်သွားတယ်ဘားတွေကောက်တာတွေကျိုးတာတွေကွန်နက်တင်းကောက်တာတွေပင်စင်ဆိုရင်တချို့ပင်စင်ဆိုခြိုက်သွားတာတွေရှိတယ်အဲ့တော့အချိန်နဲ့ဆိုတော့ပေါ့နော်အဲ့လိုမျိုးဖြစ်သွားတဲ့အတွက်ကုန်ကြားဈေးက ပုံမှန်ထက်ဆိုင်အများကြီးကုန်သွားတာဗျအင်ဂျင်ကန်ရတဲ့အဆင့်ကြီးဖြစ်သွားတာပေါ့နော်အဲ့တော့အဲ့ဒီခစ်တုံးအားဆိုရင်တိုင်ပင်ပကြိုးလဲတာမှာဘလို့မှမကြောက်တသိန်းအောက်ပဲရှိတယ်လက်ခါရောပစ္စည်းရောမှာအလုံးပေါင်းတသိန်းအောက်ပဲရှိတယ်ဆိုတဲ့အနေအထားမျိုးကိုအဲ့ဒီတုံးအားဆိုရင်အင်ဂျင်ကန်လိုက်တာ30ကျော်လောက်ကျတယ်ဘာကြောင့်30ကျော်လောက်ကျတယ်ဆိုတော့သူကလဲရတဲ့ပစ္စည်းတော်တော်ကိုများတယ်ပေါ့နော်အဲ့လိုမျိုးအနေအထားဖြစ်သွားတဲ့အတွက်30ကျော်လောက်ကျသွားတယ်အဲ့လိုအနေအထားမျိုးတွေဗျအဲ့တော့အချိန်ကလည်းအကြာကြီး ပေးရတယ်အင်ဂျင်ခိုင်းရပြီဆိုတော့အချိန်ကြာကြီးပေးရတယ်ဗောနော်အဲ့တော့ပစ္စည်းတွေပစ္စည်းဘိုးတွေလက်ခတွေအများကြီးပဲကုန်ကျသွားတယ်ဗောနော်ဒါကနမူနာအနေနဲ့ပြောပြတာတခြားကားတွေမှာလည်းအများကြီးပဲရှိတယ်ဒါကြောင့်ကျွန်တော်တို့အနေနဲ့ကဒီပုံမှန်ပေါ့နော်စစ်ဆေးတဲ့အပိုင်းလေးကိုလုံးစီခြင်းနဲ့အဲ့တော့အင်ဂျင်ဝိုင်းနည်းတယ်ဆိုတဲ့ပြစ်ချက်တွေမှာအင်ဂျင်ဝိုင်းကောင်းကောင်းမတက်ရင်ခုနပြောတဲ့တိုင်မြင်ဘက်ဂျိုးတွေလည်းတက်တန်းတူတယ် ကျွန်တော်တို့ကတိုင်ပင်ပကြိုးနဲ့ပတ်သက်ပြီးတော့တက်တန်းကကီလိုတသိန်းခွဲ sorry တသိန်းလို့ပြောကြတာပေါ့နော်တကယ်တမ်းတော့ engine wire အမျိုးအစားကောင်းမယ် engine wire ပုံမှန်လဲမယ်ဆိုလို့ရှိရင်တော်တော်ကြာပါတယ်သုံးလို့ရတယ်ဒီဘက်ဆိုတဲ့မီလင်းနေတာတော့မှသုံးလို့ရတယ်တကယ်လို့ကျွန်တော်တို့က engine wire အမျိုးစားမကောင်းတာတွေထည့်တဲ့အည်သွေးနှိမ့်တာတွေထည့်ရင်တိုင်ပင်ဘက်တွေလည်းတက်တန်းအကြကြီးမခံဘူးပေါ့နော်ဒါမျိုးတွေရှိပါတယ်နော်ဒါကြောင့် enjoy နဲ့ပတ်သက်ပြီးတော့တေချာလေး use ဆိုင်ခြင်းပါလေစီရီလေးဝိုင်းလေးကိုတော့ပုံမှန်စစ်ဆေးခြင်းနဲ့အဲ့တော့ကျွန်တော်တို့ engine ဝိုင်းနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဒီ BBDI စနစ်မှာ ြီးတက်တာတွေဂျိုးတက်တာတွေ BBDI ဘာမှဂျိုးတက်တယ်အဲ့ဒီဘာနာမှာဖစ်တာလေးရှိတယ်အဲ့ဒီဖစ်တာမှာကြီးတွေပိတ်တာမျိုးတွေဂျုံရတယ်ဒါတွေကမကြခဏဂျုံရတဲ့ပြစ်ချက်တွေပေါ့ဗျာဒါတွေရောကျွန်တော်သေချာလေးအဲဒီတန့်စင်ပေးရမယ်တချို့ကားတွေဆိုလို့ရှိရင် အင်ဂျင်ဝိုင်းတွေပေါ့နော်လဲတယ်အင်ဂျင်ဝိုင်းလဲတဲ့အခါမှာအင်ဂျင်ဝိုင်းတွေကတော်တော်မဲပြီးထွက်လာတယ်အဲ့တော့ကျွန်တော်တို့အင်ဂျင်ဝိုင်းကိုအာ freshing ရှိတယ်ပေါ့နော် fresh fresh လုပ်လို့ရတယ် engine engine နဲ့ပတ်သက်ပြီးတော့ engine wire နဲ့ပတ်သက်ပြီးတော့3 minutes လို့ခေါ်တယ် freshing wire ထည့်ပြီးတော့ engine နှိုးပြီးတာမျိုးနောက်တစ်ချက်ကတချို့ freshing wire တွေဆိုရင်အဲ၄လီတာ ပုံးနေလာတယ် engine wire အစားကိုလာတာသူက နှိုးထားရုံပဲနှိုးထားပြီးတော့အဲ10မိနစ်နဲ့15မိနစ်ကြာလောက်နှိုးထားနှိုးထားပြီးရင်ဖောက်ချဖောက်ချလိုက်ရင်လုံးဝကိုအင်ဂျင်မှာရှိနေတဲ့ဂျိုးတွေကုန်ဆင်းသွားတယ်အဲ့တော့အင်ဂျင်ဝိုင်းအဲဒီဒီအသစ်ပြန်ထည့်တဲ့အခါမှာဆိုလို့ရှိရင်အင်ဂျင်အတွက်ပူပြီးတော့အကျိုးသက်ရောက်မှုရှိတာပေါ့ဗျာနော်ဒီလိုပုံစံမျိုးတွေပါအဲ့တော့ကျွန်တော်တို့ဒီအင်ဂျင်ဝိုင်းနဲ့ပတ်သက်ပြီးတော့မများအောင်မနှဲအောင်ယူဆိုင်ကြည့်နေတယ်အင်ဂျင်ဝိုင်းကနဲတာတခုတည်းဒုက္ခပေးတာမဟုတ်များရင်လည်းဒုက္ခပေးတယ်အင်ဂျင်ဝိုင်းများရင်ဘာဖြစ်လဲဆိုတော့အင်ဂျင်ရဲ့ crank gear ထဲမှာအင်ဂျင်ဝိုင်းတွေများရင် အဲ့ဒီ crank gear ကအဲ crank gear တွေမှာများနေတဲ့အတွက် crank crank shaft ပေါ့နော် crank shaft ကတော့လေလို့ရှိရင်ခတ်တင်တာတွေများတဲ့အတွက်ဘာဖြစ်လဲဆိုတော့ engine wire ကအဲအနေဒီအဲဘယ်လိုပြောမလဲပလုံစီတွေထားမယ်အမြုပ်တွေထားမယ်ပေါ့ဗျာအဲ့လိုမြုပ်ထားတယ်ဆိုလို့ရှိရင် engine wire လေးရဲ့ line ကြောင်းတွေမှာအမြုပ်ထားရင်ချောစီပြီးတဲ့စနစ်တွေမှာ ဆူဂျိုးတွေဖြစ်စေနိုင်တယ်ချောစီကောင်းကောင်းမရောက်တာမျိုးတွေဖြစ်နိုင်တယ်ဒါကြောင့်ကျွန်တော်တို့အင်ဂျင်ဝိုင်ကိုသတ်မှတ်တဲ့ပမာဏထက်ပိုပြီးတော့မထည့်ရဘူးသူ့မှာဗျာအင်ဂျင်ဝိုင်မှာအမှတ်နှစ်မှတ်ရှိတယ်အဲ့တော့ဖူးနဲ့လိုးဆိုပြီးတော့နှစ်မှတ်ရှိတယ်ဖူးထိထည့်ရတယ်ဖူးနဲ့လိုးအလဲထိထည့်ရတယ်ဒါလည်းပြဿနာမရှိသေးဘူးလိုးဆိုတဲ့အောက်အောက်ကိုတော့မကြစေချင်ဘူးဖူးဆိုတဲ့အထက်ကိုလည်းမတက်စေချင်ဘူးပေါ့နော်အဲ့ဒီအထက်အထက်ကိုတက်သွားတယ်ဆိုလို့ရှိရင်လည်းပြဿနာရှိတယ်အဲ့ဒီအဲလိုးဆိုတဲ့အောက်ကိုကျသွားတယ်ဆိုရင်လည်းပြဿနာရှိပါတယ်နော်အဲ့တော့အင်ဂျင်ဝိုင်နဲတယ်ဆိုတဲ့ ပြဿနာကအင်ဂျင်ထိုးရက်တဲ့အဆင့်ထိဖြစ်စေနိုင်သလိုအင်ဂျင်ကိုလည်းကြီးကြီးမားမားထိခိုက်ပျက်စီးစေနိုင်ရဲ့ဆိုတာလေးကိုမိတ်ဆွေတို့ကိုကျွန်တော်ဒီဗီဒီယိုဖိုင်လေးနဲ့ဥဒရာဖြင့်မျှဝေဆွေးနွေးခဲ့တာဖြစ်ပါတယ်။အားပြီးတဲ့တရားချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။